Hello ဒီနေ့ရော Taiwan University Vlog လေးကိုရိုက်ပြမှာပါ။ဒီက Taiwan မှာ Physical Therapy Major နဲ့ပထမနှစ်ကိုတက်ရောက်နေရပုံတော့။ခုကတော့ကျောင်းသွားပါမယ်။ကျောင်းရောက်ပြီဆိုတော့အင်းဆုံး library ကိုသွားပြီးတော့စာတုံးလောက်ပါမယ်။အခုကပတ်တိုင်းဆောင်ဝေးဖြစ်နေဆိုတော့နေ့တိုင်းစာလုံးနေရပါပြီ။အမမနဲ့ဆူဆူထားတာလို့ H နေပါပြီ။ဒါမဲ့လေစာဆက်လုပ်ရမယ်ပုံတော့။ စာလုပ်ပြီးတော့အတန်ချိန်တန်ရမယ့်အချိန်ရောက်လာပြီဆိုအတန်တော့တက်ပါမယ်ဒီနေ့ကတော့အတန်ချိန်နဲ့ချိန်ပဲတက်ရမှာပါအတန်ပြီးပြီဆိုတော့ကန်ဒီမှာသမင်တော့စားပါလေကနေရောတင်ငင်းရှင်နဲ့တူတူ University ရဲ့ gym ကိုတောင်းမှာပါလေကျောင်းရဲ့ gym မှာကြတော့ student ဆိုရင်တရောင်း25ဒေါ်လာပဲပေးရအောင်ရန်တန်းနေပေါ့နော်ပြန်ချင်းနေမှာဆိုရင်တရက်ကို100လောက်ပေးရပါတော့ တိကျင်ခံလို့ပြပါရစို့တော့အကျိုးရှိပြီးတော့အင်ပြန်ပါတော့မယ်ဒီနေ့ blog ကတော့တော့ပါပဲ bye bye